ဒီလိုပုံစံအားပြတာမျိုးကောက်ပွဲတွေမှာတွေ့လိတွေ့ထားမှရှိပါဘူး။ဘောလုံးကလေးမျိုးပတ်ပတ်လေပြည်သက်1800လောက်ကဝိုင်းကြည့်နေတဲ့အချိန်ဘူးနေတဲ့ပြည်သက်တွေရဲ့အားပေးတာကစူညံနေပြီးထိမရသိမရကွင်းနေတာလေဂူရီဒရုန်းတွေကောင်းကင်ကင်မရာတွေပုံပြေးတည်ပြေးနေဒီလိုကောက်ပွဲမျိုးကိုဒီလိုမြင်ကွင်းမျိုးကိုဒီ Waste Management Phoenix Open ရဲ့16ကျင်းဖြစ်တဲ့ပါ3ကျင်းမှာပဲတွေ့ရမှာဖြစ်ပါတယ် WN Phoenix Open လို့ခေါ်တဲ့ PGA Tournament ကိုနှစ်စဉ်ဖေဖော်ဝါရီလမှာ American Arizona ပြည်နယ်က TPC Scott Day ကွင်းမှာကျင်းပပါတယ်။ TPC Scott Day ကွင်းကို1986ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီး Phoenix Open ကိုတော့1989မှာကျင်းပခဲ့တာပါ။ဒီကွင်းရဲ့နံပါတ်16ကျင်းကို The Biggest Party in Golf လို့တင်စားကြပါတယ်။ player တွေအတွက်ကတော့ Divas Hole လို့ခေါ်ပါတယ်။တခြင်းတန်စူစူညံညံတွေကောင်းကောင်းမကောင်းကောင်း all hit စူညံပြီးအားပေးနေတဲ့ပရိသတ်တွေအများစုကမိုးယူးနေတဲ့ပရိသတ်တွေအဲ့ဒီရှေ့မှာမိမိကောက်တီကိုကောင်းအောင်ရိုက်နိုင်ဖို့အတော်အာရုံစိုက်နိုင်မှရမှာပါ။ ကမ္ဘာအဆူညံဆုံးကောက်ပွဲဖြစ်လဲမှတ်တမ်းဝင်ထားပါတယ်။ PJ2 ရဲ့ပြိတ္တအားပေးမှုအကျန်းဆုံးနဲ့အများဆုံးပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။2018 2018တုန်းကတပတ်တွင်း WN Phoenix Open ကိုပြိတ္တ9သိန်းကျော်လာရောက်အားပေးခဲ့တယ်လို့ဆိုပါတယ်။ဘီယာအယောင်းရဆုံးကောက်ပွဲလည်းဖြစ်ပါတယ်။တပတ်တွင်းဘီယာခွက်ပေါင်းတိတက်သမတသန်းကျော်ရောင်းခဲ့ရတယ်လို့ဆိုပါတယ်။ဒီပါထရီချင်းကို Tiger Woods အပါအဝင် Tour Player 17ယောက်ကဟိုးဝင်ဝင်ရောက်ဦးတယ်လို့ဆိုပါတယ်။တရားဝင်ရတော့ဒီချင်းဟာ163ကိုက်ရှိပါတယ်။ ဒါပေမဲ့ပွဲလိုအပ်ချက်အရ150ကိုက်180ကိုက်123ကိုက်တွေကိုလည်းရွှေ့ပြောင်းပြီးကစားလေးရှိပါတယ်2025 WN Phoenix Open ကိုတော့ Thomas Dietrich ကအနိုင်ရပိုဆွဲခဲ့ပါပါသူရဲ့ပထမဆုံး PG Tour နိုင်ပွဲဖြစ်ပါတယ်။စုစုပေါင်းရိုက်ချက် -24 ရိုက်ထားတာပါ။စုကြည့်အမေရိကန်ဒေါ်လာ1.6တန်းရရှိခဲ့ပါတယ်။ဒါကတော့ The Greatest Show on the Grass လို့ခေါ်တဲ့ပြည်သက်အားပေးမှုအကျဉ်းဆုံးနဲ့အများဆုံး WN Phoenix Open အကြောင်းပဲဖြစ်ပါတယ်။